2025ခုနှစ်အပီပီဆိုင်ယာအမျိုးသမီးများနဲ့အခမ်းအနားကို PSF ထရညာရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးကော်မတီကဦးဆောင်ပြီးတောင်ပြည်တမဟာ9နေမြေကိုခိုင်မြို့မှာပြီးခဲ့တဲ့မတ်လ10ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကို PSF ထရညာရဲ့ဒုတိယဩဂတ်တစ်ဖြစ်တဲ့ဒုတိယဘိုလ်ချုပ်ကြီးတာကျူကြာကအမျိုးသမီးထုကိုကွန်ပျူတာအနေနဲ့ကိုယ်တိုင်တက်ရောက်ပြီးကွန်ပျူမေခွန်ပြောကြားခဲ့ပါတယ်။ဒါဖြင့် တမဟာငါတမဟာမှုနဲ့ခရိုင်မျိုးနယ်ကအုတ်ထုတ်ရေးပိုင်းတာဝန်ရှိသူတွေ PSF ထရညာရေးကဌာနဆိုင်ရာတာဝန်ရှိသူတွေပါတက်ရောက်ခဲ့ကြပါတယ်ခန္ဓာမှာဒုတိယပို့ချုပ်ကြီးတာကြူကြားကခရဆက်ဆက်ဖိနှိပ်မှုအမျိုးမျိုးကြုံတွေ့ခဲ့ကြတဲ့အမျိုးသမီးထုတွေရဲ့ဘဝကိုမြင့်တင်ပေးရမယ်ဆိုပြီးတိုက်တွန်းပြောကြားခဲ့ပါတယ်ဒီနေ့ကြားရတဲ့ဒီဗီဆိုင်ရာမျိုးသမီးများနေ့ကျွန်တော်အနေနဲ့ကြားရတာတဲ့ အဲ့တော်ညရှေ့မှာအဖွင့်စကားပြောခွင့်ရတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်ဒီကနေ့ဒီဒီဆိုင်ရာမျိုးသင်းများနေမှာဒါတကဘာလုံးရှိအမျိုးသမီးသူရဲ့နေသူနေမြဖြစ်ပါတယ်။ဘာကြောင့်မျိုးသမီးများနေလို့တတ်ဖတ်လာရတယ်လဲဆိုတော့ အမျိုးသမီးထုဟာအများဖြစ်ခွဲခြားဆက်ဆံမှုအပိနေမှုအမျိုးမျိုးဂျုံလာတဲ့ကျွန်တော်တို့အမျိုးသမီးထုကိုစာနာတော်အဖြစ်အမျိုးသမီးထုကိုပါပွဲရှောင်းရှောင်းနိုင်ရေးအတွက်ဆိုပြီးတော့ဒီနေ့တတ်မှတ်ကြတော့ကျွန်တော်အမျိုးသမီးကိုကျွန်တော်ဂုံပြုတ်နေဂုံပြုတ်ခြင်းဖြစ်ပါတယ် ခုခိုင်မျိုးမှာကျင်းပပြုလုပ်ခဲ့တဲ့အပီပီဆိုင်ရာအမျိုးသမီးများနဲ့အခမ်းအနားမှာတအားလူမျိုးတွေအပြင်ဗမာ ရှမ်းကိုကန်နဲ့ဒေသခံကောရခိုင်ရင်ကျင်းမှုအဖွဲ့ကတာဝန်ရှိသူတွေပါတက်ရောက်ခဲ့ကြပါတယ်။ခမ်းအနားမှာတောင်းနိုင်ငံရဲ့အတွင်းမျိုးသမီးပါဝင်မှုနဲ့စိန်ခေါ်မှုအခက်အခဲများဆိုတဲ့ခေါင်းစဉ်နဲ့စကဝိုင်းပြုလုပ်ခဲ့ကြပြီးတော့တအားအမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့ TWO ကလေဘော်ချီစင်က ။အုပ်ချုပ်ရေးဌာနကဗမူတာစပ်ဂျာနဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကပိုကြီးလူရေကာရဝဥဆောင်ဆွေးနွေးခဲ့ကြပါတယ်။ကျဆဆက်ဖိနေမှုအမျိုးမျိုးတုံတွေ့ခဲ့ကြတဲ့အမျိုးသမီးထုတွေထဲမှာတအားငလူမျိုးအမျိုးသမီးတွေဟာဓလေ့ထုံတမ်းအရပိုပြီးဖိနေမှုတွေရှိတယ်လို့အိမ်တွင်အကြက်ဖက်ခံရတာတည်းလဲများတယ်ဆိုပြီးအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနတာဝန်ခံဖြစ်သူဗိုလ်ကြီးလူရေကာကစကဝိုင်းအစီအစဉ်မှာထပ်တွင်ပြောကြားခဲ့ပါတယ်။ဒါအပြင်စကဝိုင်းမှာ တောင်ပြေဆိုရရန်နေရာတွင်အမျိုးသမီးပါဝင်မှုအခမ်းကဏ္ဍကိုအကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနဲ့ International Women Day ဖြစ်ပေါ်ပေါက်လာတဲ့တမန်ကြောင်ကတော့1900အစောပိုင်းနှစ်တွေမှာအမျိုးသမီးတွေကမတရားဖိနှိပ်မှုမညီမျှစွာခွဲခြားဆက်ဆံခံရမှုအမျိုးမျိုးကိုတွေးကြုံခဲ့ရတာမို့အဲ့ဒီမတရားမှုတွေကိုတော့ပြန်တွန်းလှန်ဖို့အတွက်ချိန်ခေါ်ခဲ့ကြတာနေစတင်ခဲ့တာဖြစ်ပါတယ်ရှင်ကျွန်မလေးဘော့စမင်ပါ